အားလုံးပဲမင်္ဂလာပါမောင်တွန်သူလစ်စပွန်မှတညာအပိုင်းတော့ကျွန်တော်မိမဟာပါရီကိုလိုက်လာပြီး ကျွန်တော်ကိုရှာနေရလို့ထင်နေတယ်သူ့ကိုလန်လန်ကဒေါင်းတောင်မှာမြင်မိတယ်လို့ပဲလူစင်ပတ်ပန်းချန်နေကခုံထန်းလဲပေါ်မှာပဲသူထိုင်းနေတယ်လို့လို့ကျွန်တော်သွားကြည့်ရော်လေသူမဟုတ်ဘူးလူစင်တယောက်ကကျွန်တော်ကိုအံအားသိမ့်ပြီးကြည့်နေတာတွေ့ရတယ်သူကွန်းကော့လန်တိုင်းဖြတ်သွားတာတွေ့မိတယ်လို့ဖြစ်ရပြန်နေတယ် ကျွန်တော်နောက်ကလိုက်သွားတယ်။သူလူတွေကြားထဲမှာပျောက်သွားပြန်တယ်။ကျွန်တော်ဖြစ်ကို ကျွန်တော်မိတ်ဆွေလောက်စားနေဖွင့်ပြီးတိုင်မင်တယ်။သူကအရင်တုန်းက Breslau မြို့မှာဆရာဝန်လုပ်ဘူးရဲ့လူ။အခုတော့လေချီးကြီးတွေအယောင်ဝင်လုံနေတယ်။သူကပြောတယ်ခမရတောက်တယ်မနေပါနဲ့။မိမတယောက်အမြန်ဆုံးရှာပြီးနေပါတဲ့။ကိုစိတ်နှပါစင်းရင်ချင်းကနေပေါက်ပွားလာတဲ့ဒီပြဿနာမျိုးတွေကိုခမရလက်တီမှာပေါ့။ ထမအထီးကျန်နိုင်မှုပေါ့နောက်ကြတော့ကြောက်လန့်မှုပေါ့ဒါရပြီးနောက်ပိုင်းမှာတော့ကျွန်တော်စိတ်ဟာတခုတည်းပုံမှာပဲအာယုံစုဆိုင်လာတယ်တခြားတော့မဟုတ်ပါဘူးကျွန်တော်ဂျာမနီကိုမပြန်လို့မဖြစ်ဘူးပြန်မှဖြစ်မယ်ကျွန်တော်မိမကိုတော့တွေ့မှဖြစ်မယ်ကျွန်တော်မိမအနေနဲ့နောက်တူဦးနေနေချင်နေမယ်ကိစ္စမရှိဘူးကျွန်တော်တွေ့ရမှာပဲကျွန်တော်ဖို့တော့ကိုမိမကိုတော့တွေ့ရပြီဘာပြတ်မှာရှိနေမှာလဲ နေစင်းနေမြာစစ်ဟာရှောင်လွဲလို့မရတော့ဘူးဆိုတော့ထင်ရှားလာနေဟစ်တလာဆိုတဲ့လူဟာဂရိတီမဲ့လူစားမဟုတ်ဘူးချက်ကိုစလိုဗာကီးယားကိုလေသူချမ်းသာပြီမှမဟုတ်ဘူးပိုလန်နိုင်ငံကိုလေသူသိမ်းမှာပဲပူလန်ကိုသိမ်းတဲ့အတိပေးကဘာလဲစစ်ဖြစ်မှာပေါ့ခမည်းတော်အတိုင်းမေးပြင်သစ်နဲ့အင်္ဂလန်ကပူလန်နဲ့မဟာမိတ်စာချုပ်ချုပ်ထားကြတယ်မဟုတ်လားဒီကိစ္စဟာလာနဲ့ချီပြီးကြမှာမဟုတ်ဘူးတရင်တစ်ပတ်နှစ်ပတ်ရက်ပိုင်းလောက်ပဲစောင့်မယ်ကိစ္စ အဲ့တော့ကျွန်တော်အမြန်ဆုံးဆုံးဖြတ်မှတ်ဖြစ်မယ်လို့နားလည်လာတယ်။ကျွန်တော်လက်ချက်ချင်းစုံဖြတ်ခဲ့တယ်။ကျွန်တော်ဂျာမနီကိုပြင်မယ်။ပြင်ရင်ဘာတွေနဲ့ရင်ဆိုင်ရမလဲ။ဒါတော့ကျွန်တော်မသိဘူး။ဒါပေမဲ့ကျွန်တော်ခရီးမဆိုင်ဘူး။အေးတခုတော့ရှိတယ်။တကယ်လို့စစ်ဖြစ်လာရင်ကျွန်တော်ဘဝပြတ်မှာတော့တည်ကြတယ်။ဒီဆုံးဖြတ်ချက်လေးရအောင်ကျွန်တော်စိတ်ဟာ easy ဒီနေလာတယ်။အချင်းကမိလာတဲ့ရောက်နေပြီ။ န်းတွေကလည်းပွင့်နေလိုက်ကြတာလှသလားမမီးနေညနေခင်းမှာငွေရောင်တင်ဖြူခင်းထားကြတယ်လို့ပဲကျွန်တော်ဆူဇလန်ကိုအရင်ဆုံးသွားတယ်ကျွန်တော်ရထားတဲ့နိုင်ငံကူးလက်မဲ့ကိုစိတ်ချရပါမလားယုံကြည်ရပါမလားလို့စမ်းသပ်ကြည့်ရမယ်မဟုတ်လားပြင်သစ်နေချဆောင်တဲ့အရာရှိတွေကကျွန်တော်ကိုနိုင်ငံကူးလက်မဲ့ပြန်ပြီးတယ်ဘာမှတန်တရားမရှိကြဘူးကျွန်တော်မျှော်လင့်ထားတဲ့အတိုင်းဖြစ်လာတာပဲဖြစ်အမှန်ကတော့အနာရှင်တွေ ကြီးစိုးတဲ့နိုင်ငံတွေကတော့အခုလိုတရားဝင်နိုင်ငံကူးလက်မဲ့ပြနိုင်မိမိဟုတ်ဖို့မလွယ်ဘူးဗျဆွစ်နဲ့ဆက်ရောက်တော့အဆောင်ထွက်လာတယ်ကျွန်တော်နိုင်ငံကူးလက်မဲ့ကိုကြည့်တယ်လူကခက်ခက်ညံ့ညာရှိရဲဗျသူဟာနိုင်ငံကူးလက်မဲ့ကိုအထီချကြည့်ပြီးတော့ကျွန်တော်ကိုပြန်မေးခမရတဆက်ရက်ဖို့မေ့သွားပြီကျွန်တော်ပြောလိုက်တယ်သူကပြုံးနေမပူပါနဲ့ကျွန်တော်တဆက်ရက်ပြောရမယ်တဆက်ရက်ပြရတဲ့အတွက် ။ဘာထူးခြားလာမှာလဲဗျာ။ကျွန်တော်တို့တော့မက်ဒီယာဖြစ်နေမယ်ဟောင်းလေးတခု ဖြစ်နေလို့ပါဗျာ။အဲ့တော့ဆောင်းကတစ်စက်ရဲ့ဘေးဘီထွက်သွားတယ်။ကျွန်တော်ကတော့နှကန်းကိုကပ်ပြီးရက်ချီနေမိရဲ့။စိတ်ကလည်းပြင်းထန်လှုပ်ရှားနေရဲ့။ဘာပဲဖြစ်ဖြစ်ကျွန်တော်ခြင်ထားတဲ့နိုင်ငံကူးလက်မဟာအတုမဟုတ်ဘူးအစ်စ်ဖြစ်တော့တေချာသွားပြီစစလန်မှာကျွန်တော်တည့်ရနေရင် မီယထာနဲ့ဂျာမနီကို သွားတယ်မသွားတယ်စဉ်းစားတယ်။နောက်ဆုံးတော့ကျွန်တော်သွားမှကြောက်လာတယ်။ဂျာမန်တွေကသူမဟုတ်အော်စတြေးလျတွေကထုတ်ပေးထားတဲ့နိုင်ငံကူလက်မှတ်တွေကိုကင်ပြီးကိုယ့်နိုင်ငံကို ပြင်သွားတဲ့အခါမှာသူတို့ကအသေးချာစစ်ကြမှာလား။စစ်ချင်လဲစစ်မင်းစစ်ချင်လဲမစစ်ဘူး။ဒီလိုဆိုရင်ယထာနဲ့ပြန်လာတဲ့နေဆက်ကနေပြီးတရားမဝင်ပြန်တာကောင်းမလား။စူရီမြို့ကိုရောက်တော့ကျွန်တော်ဘိုးစားတဲ့ကြီးကိုသွားတယ် စာရီဝီနေရဲ့ဌာနစိတ်ဘက်သွားတယ်။အဲ့ဒီနေရာမှာမိကောင်းဆွေကောင်းနေနေတွေ့ရတယ်တင်မဟုတ်လား။အင်ဂျီယာမိတ်ဖြစ်နေမိဟောင်းဆွေအောင်နေကိုပြောတာပါ။သူတို့နဲ့တွေ့ရင်တည်င်းမျိုးစုံရတဲ့တည်။အဲ့ဒီကနေပြီးကဖီဂရင်းကိုကျွန်တော်သွားတယ်။အဲ့ဒီမှာနေဆက်ကိုဖြတ်ပြီးဝင်းမို့တာဆုံနေတဲ့လူကြီးနေတွေ့တယ်။ဒါပေမဲ့ဂျာမနီနိုင်ငံထဲကိုဘေးအနေခင်ခင်နေဘယ်လိုဝင်ရမလဲဆိုတော့ဘသူမှမသိဘူး။ဒါကတော့နားလည်မှုရှိရမှာပဲဗျ။ ဂျာမနီကိုတကယ်ပြန်သွားကျင်တဲ့လူကကျွန်တော်တူရဲရှိနေသူတို့ကကျွန်တော်ကိုကြည်ပုံရှုပုံမြင်တာနဲ့ကျွန်တော်ရိပ်မိပါတယ်အဲဒီနောက်တော့ကျွန်တော်ဂျာမနီကိုတကယ်ပြန်ကျင်နေဆိုတော့သူတို့နားလေသွားတယ်အဲ့ဒါလိုပဲနားလေရောသူတို့အားလုံးကျွန်တော်ကိုရှောင်ကြတာပဲဂျာမနီကိုပြန်ဖို့စီစဉ်နေတဲ့လူဟာဂျာမနီရဲ့အုပ်ချုပ်ရေးကိုလက်ခံနိုင်လူလို့ယူဆနိုင်တယ်မဟုတ်လားတကယ်လို့လူရဟာအဲ့ဒီအုပ်ချုပ်ရေးစနစ်ကိုလက်ခံရင် သူနောက်ဆက်တွဲပါရီဆက်လုံးမလဲသူ့အနေနဲ့ဘသူတွေကိုတက်ဆောင်ဖို့မလဲအဲ့ဒါလို့တွေးလို့ရတယ်မဟုတ်လားကျွန်တော်တယောက်တည်းဖြစ်နေတယ်အားလုံးကကျွန်တော်ကိုလူသက်သမားတယောက်ရှောင်းလို့ရှောင်းလာကြတယ်ကျွန်တော်ကလည်းသူတို့သဘောပေါအောင်ရှင်းမပြနိုင်ဘူးဘယ်လိုနည်းနဲ့ရှင်းပြမလဲအဲ့တော့ကို ကျွန်တော်လည်းနားမလဲဘူးတတိယနေ့မနေ့6နိုင်တုန်းမှပလိရောက်လာပြီးကျွန်တော်ကိုအိယာဘုကဆွေးချတယ် ဘာဆောင်လဲတဲ့ရှင်းပါလေကျွန်တော်နဲ့တိနေလူတွေကတယောက်ယောက်ကပလိစီသွားပြီးထောင်းပေးလိုက်လို့ပုံပလိတွေကကျွန်တော်ရဲ့နိုင်ငံကုလမကူကြည်တယ်ပြီးတော့မေးစရာရှိလို့ဆိုပြီးခေါ်သွားတာပဲကံကောင်းတယ်လို့ဆိုရမှာနိုင်ငံကုလမထဲမှာရိုက်ထားတဲ့စိတ်ကိုကြည်ပြီးကျွန်တော်ဝင်လာတာဟာတရားဝင်ဝင်လာတာဆိုပြီးပလိတွေတည်သွားတယ်ပြီးတော့ဝင်လာတာတုံးရဖက်ရှိသေးရဲ့ဆိုတော့လေတိသွားကြတယ်ကျွန်တော်အဲ့ဒီမနက်ကိုမမေ့သေးဘူး ။ဂျာသီရူးကလည်းတာယာနေတယ်။ကောင်းကင်မင်းကလည်းကြည်လင်နေတယ်။မုံဆန်ဒီဇိုင်းကဖုတ်နေတယ်။ပမုန်းနေကလည်းတင်းတင်းနေမွေးချိုင်နေတယ်။ကဘာလောကကြီးတစ်ခုလုံးနှစ်သိမ့်စရာဟာဆိုလို့ဒီညာတစ်ခုပဲရှိရဲလို့ထင်ရတယ်။ကျွန်တော်ဆိုလိုတဲ့အတိတ်ပဲကို ခမားနားလေပါရနော်။ကျွန်တော်ကကောင်းကင်ပြလိုက်တယ်။ခမားအချုပ်ခံရမယ်ဆိုရင်ကဘာလောကကြီးဟာတခြားနေ့အထက်ပို့ပြီးလှပနေရတယ်။ အဲ့ဒီခံစားမှုမျိုးဟာအဲ့လိုအချိန်မှာပဲပေါ်ရတယ်။ဟုတ်တယ်။ကျွန်တော်မှအဲ့ဒီခံစားမှုမျိုးဝင်ခဲ့တယ်။အဲ့ဒီခံစားမှုကိုခမရဆက်ပြီးထိန်းထားနိုင်ခဲ့သလား။ကျွန်တော်ကမေးသည်။ကျွန်တော်လည်းမသိဘူး။ချက်ဝစ်ကဖြေသည်။ကျွန်တော်သိချင်နေရအဲ့ဒါပဲ။အဲ့ဒီခံစားမှုကလေးကိုကျွန်တော်ပြန်ရနိုင်မလားအမြဲတစေကိုထိမ့်သိမ်းထားနိုင်မလား သူ့မျက်လုံးဆုံးသည်ကျွန်တော်မျက်နှာပေါ်စူးစိုင်းနေသည်အခုလိုကျွန်တော်မျက်နှာကိုစစ်စစ်ဆက်ဆက်စူးစူးရဲရဲကြည့်ခြင်းသည်ပထမဆုံးအချိန်ဖြစ်သည်ကျွန်တော်အံ့ဩနေမိသည်အယူတယောက်လေလားမလမ်းမကန်ရှိစပွဲမှမျက်ဝတ်စုံဝတ်ထားသည့်အမျိုးသမီးသည်ထာယာမောက်ထားရသည်သူသည်သူ့ရှေ့ဝရဏဘုံမှကြော်၍မြို့ရှိကင်းနှင့်တမောစိတ်ကိုလှမ်းမျောကြည့်နေသည်သူသည် ဖြူရောင်ဝတ်စုံတဲ့လူအားလှမ်းကြည့်သည်ဘာဖြစ်လို့မပြန်သေးရလဲချစ်ရဲ့ လှမ်းမိသည်ကျမတို့ဒီမှာပဲဆက်နေနိုင်မလားကျမတို့အမေရိကကိုပြန်ကျင်တဲ့စိတ်တော်မရှိတော့ဘူးဇူရစ်ပလိတ်ကတော့ချက်ဝက်စ်ကဆက်ပြောသည်ကျွန်တော်ကိုတည့်ရပေးချုပ်ထားတယ်ဒါပေမဲ့အိန္ဒိယဟာကျွန်တော်ဖို့အလွန်ကိုနေရထိုင်ရခက်တဲ့တည့်ရပေးပြသူတို့ကကျွန်တော်နိုင်ငံကုလမကိုစစ်လာစစ်လာလုံးမှာကြောက်နေတယ်ဗီယက်နာကိုဖုန်းချက်ဆက်လိုက်ရင်ကိစ္စကလုံးလုံးသွားပြီး ဒါမှမဟုတ်လေကြမ်းကျင်သူတူကိုခေါ်ပြလိုက်ရင်ပြောင်းလဲထားရီတွေ့မှသိကြနေရဲ့မိုးလင်းပဲကြတော့ကျွန်တော်စိတ်ဟာနင်းနေတည်ငြိမ်လာတယ်။နောက်ဆုံးဘာတွေဖြစ်ဖြစ်ဖျားသခင်ရဲ့လိုတော်တိုင်းဖြစ်တာပဲလို့ယူဆရတော့မှာပဲ။ဘလို့ဖြစ်ရမယ်ဆိုတဲ့အဆုံးဖြစ်ကကျွန်တော်လက်ထက်မှာမရှိပဲကိုဗျ။အေးရောဒီလိုပဲယူဆပြီးကိုယ့်စိတ်ကိုဖျင်းရတာပေါ့။တကယ်လို့သူတို့ကကျွန်တော်ကိုထောင်ပို့မယ်ဆိုရင်လေဂျာမနီကိုပြင်မယ်လို့စီစဉ်ထားတယ် စိတ်ကူးကိုဖျက်ပြရအောင်ပါပဲဒါပေမဲ့ညနေပိုင်းကျတော့ပလိတ်ဒီကကျွန်တော်ကိုလှုပ်ပေးလိုက်တယ်ဆူဆလနိုင်ငံတွေကအမြန်ဆုံးထွက်သွားမယ်ဆိုတဲ့စကားကိုတော့အခိုင်အမာထပ်ပြောလိုက်တယ်ဩစတြေးလျနိုင်ငံကဖျက်သွားရမယ်လို့ကျွန်တော်ဆုံးဖြတ်လိုက်တယ်ဩစတြေးလျနေဆက်ကိုကျွန်တော်အတွေ့အထိရှိခဲ့ဦးရဲ့လေအဆောင်လျှောက်တွေမြန်မြန်ဆဆထိထိထက်ထက်ချမထားဘူးဆိုတော့ကျွန်တော်သိနေအမှန်တော့ နိုင်ငံနေဆက်ဒီမှာဘာဖြစ်လို့အဆောင်နေအများကြီးချတာကြာလဲဘသူကဝင်မှမလို့လေဒါပေမဲ့တခုတော့တွေးလို့ရတယ်ကိုနိုင်ငံတွင်းကနေပြီးအပြင်ကိုထွက်သွားခြင်းတဲ့လူကြီးအများကြီးရှိနေလို့လေဖြစ်နိုင်တာပဲကျွန်တော်အော်ဘားရဲမျိုးကိုမြေးထနိုင်သွားတယ်အဲ့ဒီအနီးနောက်ပတ်ဝန်းကျင်ကနေပြီးဖျက်ဝင်မယ်လို့စီစဉ်ထားတယ်ကျွန်တော်ကတော့မိုးသေးသေးရွာရဲ့နေ့တိနေ့နဲ့ကြုံရင်အကောင်းဆုံးဖြစ်မှာပဲလို့တွေ့မိတယ်ဒါပေမဲ့ နှစ်ရက်တီတီကောင်းကင်ဟာကြည်လင်းနေမတက်နိုင်တော့ဘူးတတိယညကျတော့ကျွန်တော်ထွက်လာခဲ့တယ်ဘာဖြစ်လို့လဲဆိုတော့ကြာကြာနေဘေးကအယုံဆက်လာမှကြာလို့ဝင်အဲ့ဒီညကကြေအောင်နေနဲ့လင်းလက်နေတိတ်ဆိတ်လိုက်လာလေအမှန်မင်းတပင်တွေဖြည်းဖြည်းချင်းကြီးထွားလာနေတဲ့အတန်းကိုတော့ကြာနေရတယ်လို့ဝင်ဘေးရဲ့နေနဲ့ရင်ဆိုင်နေရတဲ့အချိန်ဒီမှာအမြင်ပုံတွေနေဟာအမျိုးမျိုးဖြစ်လာတဲ့တည်းဒါဟာမျက်စိရဲ့ စူးစိုက်မှုကြောင့်မဟုတ်ဘူးဗျ။သိလား။တစုံတစ်ခုကခန္ဓာကိုယ်တစ်ခုလုံးကိုလွှမ်းခြုံထားလို့ပဲ။အထူးသဖြင့်ညဘက်ဆိုရင် ခမားရဲ့အရေးပြားနေတော့မြင်နေရတယ်လို့။ခမားရဲ့တောတော့အာယုံဆိုတဲ့ကြားမှုဟာခမားအရေးပြားတဲ့ဝင်လာတယ်လို့ဖြစ်လာတယ်။ခမားအနေနဲ့အတန်တဲတဲ့ကလေးတို့ရောမှခမားအရေးပြားကကြားလာတယ်လို့ပဲ။ခမရရဲ့ပါဇက်ကိုဟောက်ပြီးနားဟောင်ကြည့်။အေးခမရရဲ့ပါဇက်ကွာမြင်တယ်လို့ဖြစ်လာမယ်။ ကျွန်တော်အဲ့ညကိုဘယ်တော့မှမေးမှာမဟုတ်တော့ဘူးကျွန်တော်တကလုံးမှာရှိနေရဲ့ကြော်ရီဟာငိုကြတက်ကြွနေကြတယ်။ဘာနေပဲရင်ဆိုင်ရင်ဆိုင်ရမကြောက်မရွံ့ရင်ဆိုင်ရဖို့အဆင်သင့်ဖြစ်နေရဲ့ကျွန်တော်ရဲ့စိတ်ထဲမှာကျွန်တော်ဘဝရဲ့တစ်ဖက်ဆုံးကနေပြီးတစ်ဖက်ဆုံးရောက်ဖို့အတွက်အလွန်မြင့်မားတဲ့တရားကြီးတစ်ခုပေါ်မှာရှောင်နေတယ်လို့ခံစားမိရဲ့စိတ်ထဲကလေတရားကြီးဟာကျွန်တော်ရဲ့နောက်ဖက်မှာငွေရောင်တန်းနေတဲ့မိဂလုံးကြီးကြွေးပြောက်သွားတယ်လို့ ဖြည်းဖြည်းချင်းပျောက်ကွယ်သွားလိမ့်မယ်လို့ထင်နေကျွန်တော်လုံးဝပြန်နိုင်တော့မှမဟုတ်တော့ဘူးလို့ထင်နေကျွန်တော်ဟာကြိုးကြောင်းစင်ကျင်မှုကနေပြီးခံစားမှုစီကိုသွားနေလုံခြုံမှုကနေပြီးစွန့်စားမှုစီကိုသွားနေလက်တွေ့စင်ကျင်တုံတရားကနေပြီးအိမ်မက်ကဘာစီကို သွားနေကျွန်တော်ဟာတယောက်ထည်ဒါပေမဲ့ဒီချိန်မှာတော့ကျွန်တော်ရဲ့အထူးကျန်နိုင်မှုဟာညှဉ်းပန်းနေဆက်ခံရတယ်လို့ဖြစ်နေတယ်အနေထားမှာမဟုတ်တော့ဘူး နားမလည်နိုင်လောက်အောင်လှုပ်ဝက်နေနေတဲ့အရာတစ်ခုဖြစ်နေတယ်။ကျွန်တော်ရိုင်းမျက်စီကို ရောက်သွားတယ်။ကျွန်တော်ရောက်သွားတဲ့နေရာမှာမြစ်ပင်ကတိတ်မကျဘူး။ခက်ချင်းချင်းပဲကျွန်တော်ဝက်စားရီကိုချက်ပြီးချစ်ချစ်လေးလေးထုတ်လိုက်တယ်။ခေါင်းမော်တင်ပြီးလက်နဲ့ခြင်သွားနိုင်အောင်ထုတ်တာပါ။ကျွန်တော်ရေထဲဆင်းလိုက်တယ်။ရေကမဲနေနေ။အေးလိုက်တာအမှန်ပဲ။စိတ်ထဲမှာလေအထူးဆန်းဖြစ်နေတယ်။ ကျွန်တော်ဟာမိလော့ချင်းကိုရယူလို့ရတဲ့အတွက်မြစ်ထဲစင်းနေရလို့စိတ်ထဲကထင်မိမြစ်ကိုဖြတ်ကူးခဲ့တာဟာကျွန်တော်ပန်ဆက်သမျှအရာတိုင်းကိုစွန့်ပစ်ထားခဲ့ပြီးထွက်လာတယ်လို့လို့လေထင်းနေမိတဖက်ကန်းရောက်တော့ရီရီကိုခြောက်တော့အောင်တုတ်ပစ်လိုက်ပြီးအဝတ်တွေပြန်ဝင်တယ်ကျွန်တော်ခီးကိုဆက်တယ်ယော်ဒီယာနားကဖြတ်သွားမှခွေးတကောင်ဟောင်းတကောင်စားရတယ်နေဆက်ရဲ့အနေထားကိုကျွန်တော်အတိအကျမသိရတော့တော့ရတာနည်းနည်းခက်တယ်ဒါကြောင့်လေတော်တခုရဲ့ ဆက်နှံကတ်သွားနေရလမ်းမကြည့်ပြီးတိုင်းသတိထားပြီးရှောက်လာခဲ့တယ်။ခီးတော်ဝေဝေရောက်လာတဲ့အထိလူတယောက်မှမတွေ့ဘူး။မနက်အောင်တဲ့ချိန်ထိကျွန်တော်မရက်မနာရှောက်လာခဲ့တယ်။နေနေပါလေကြောက်လိုက်တာလုံးမင်း။ကွင်းပြင်ဆန်တာမှာရက်နေတဲ့သမင်းကောင်ကို ကျွန်တော်မြင်ခဲ့ရသည်။ကျွန်တော်ရှောက်သွားနိုင်တော့နောက်ဆုံးဒေသမားရဲ့လေတန်းကိုကြားမှပဲခနဲ့ရက်လိုက်တယ်။ကျွန်တော်တို့က ုံးစရာနေရာတနေရာရှားတော့မင်းပုံးစရာနေရာကလေလမ်းမကြီးနဲ့ဝေးလို့မဖြစ်ဘူးအခုချိန်မှာကျွန်တော်မပုံးလို့တော့မဖြစ်ဘူးနေဇဘက်ကလာရီလမ်းမကြီးပေါ်မှာဒီလောက်စောစောစစ်စစ်ရှောက်လာနေတဲ့လူတွေကိုမြင်ရင်တန်ရဝင်ကြမှာတီးကြရမဟုတ်လားမကြခင်မှာပဲစပိန်ကိုစီနေသွားနေကြတဲ့အကောက်ခွန်အရာရှိနေရကိုကျွန်တော်မြင်နေသူတို့ယူနီဖောင်းတွေကိုကျွန်တော်ကောင်းကောင်းမှတ်မိအောင်ပေါ့ကျွန်တော်အော်စတြေးလျနိုင်ငံတွေရောက်နေပြီ။ ။ဩစတြေးလျကိုဂျာမနီကသိမ်းထားတာဘာကြသေးလို့လဲ။တနည်းဖြစ်ရှိသေးတာပဲ။ညာကင်းဝစ်စုံနဲ့အမျိုးသမီးသည်သူ့ဖော်နေတူစင်ဝင်မဆင်းသွားသည်။အမျိုးသမီးလက်မောင်းများသည်နှီးညွရောသူသည်သူ့ဖော်မျိုးသားထက်အယံမြင်သည်။ကဘာလေခီးတဲ့သူသည်လှေကလေးများကိုနင်း၍ခက်ဖြစ်ဖြစ်ဆင်းလာနေကြသည်။သူတို့လမ်းလျှောက်ပုံကလေတချိန်တခါမှနောက်မလာ၍အဖမ်းခံရခြင်းနဲ့မကြုံခဲ့ဘူးသည်လူများနဲ့တူလာသည် ပတ်ဝန်းကျင်ကိုလုံးဝလက်မကြည့်ပေအေးအေးဆေးဆေးရှောက်သွားနေကြခြင်းဖြစ်သည်ကျွန်တော်မှာတာညက်ပါမုံတွေပါလာတယ်ချက်ဝစ်ကဆက်ပြောသည်ပြီးတော့နီးနားမှာရေသားဖို့စံချောင်းကလေးတစ်ခုရှိတယ်မွန်တဲကြီးမှာကျွန်တော်ခီးဆက်တယ်ကျွန်တော်သွားဖို့ရီမထားတဲ့ပန်းတိုင်ကတခြားမဟုတ်ဘူးဖဲလ်ကတ်မျိုးပဲဒီမျိုးဟာ ကျွန်တော်တို့အအားကိုရနေရာတစ်ခုပဲလူစိန်တယောက်ကိုတိတ်ပြီးအောင်မဆိုင်တဲ့နေရာပေါ့ ကျွန်တော်အဲ့ဒီကိုရောက်သွားတော့ဘေးအနေအထူးပြောရည်နေဆက်ဒီသားအတွင်းကပထမဆုံးထွက်တဲ့မြေထားနေလိုက်ခဲ့တယ်။ကျွန်တော်ယထာတရဲပေါ်တက်သွားတော့ယူနီဖောင်းဝင်ပလေးနှစ်ယောက်ကိုထိုင်းနေအမြင်နေ။ဥယောဘပလေးတွေနဲ့ရင်းဆိုင်ငယ်ဝူရဲ့အတွေ့အကြုံကကျွန်တော်မှရှိနေ။ကျွန်တော်အနေနဲ့ခက်တီတီဝင်ထိုင်တိုင်းမထိုင်ရင်နောက်ပြန်ဆုတ်ဖို့ပဲ။ကျွန်တော်ကတော့မထူတော့ဘူးဆိုတဲ့အသည်နဲ့တွေ့ရဲဝင်သွားပြီးတွေ့ထောင်ထောင်ကခုံမှ ထိုင်းနေလူတယောက်ရဲ့ဘေးမှာဝင်းထိုင်လိုက်တယ်။ အေးလူရဲ့ပြီးနောက်မှာတနက်တလက်ထောင်ထားတော့ကလေးကျွန်တော်သတိထားမိရင်ငါနဲ့တကာလာအတွင်းမှာကျွန်တော်ပထမဆုံးအချိန်ကြောက်စရာကောင်းနေပဝင်းကျင်နေရောက်သွားတာလို့ဆိုရလိမ့်မယ်လွန်ခဲ့တဲ့သတင်းပတ်တွေတုန်းကကျွန်တော်ခုလိုအဖြစ်မျိုးနဲ့ရင်ဆိုင်နေရကိုမကြာခဏစိတ်ကူးရင်ငယ်မှုတွေဒါပေမဲ့လက်တွေ့ကြုံခဲ့ရရင်ねတခြားစီပဲခုတော့ပြင်ကျွန်တော်စိတ်ကူးရင်ငယ်မှုတွေအဖြစ်မျိုးနဲ့နှစ်ဖူးတွေတူတူ ကျုံးနေရပြီကျွန်တော်ဘေးကမုတ်ဆိုးနဲ့ပလေးညဟာဖန်ဒါလို့ခေါ်ရင်မုတ်ဆိုးမတယောက်ကြောင်းပြောနေကြတယ်အထူးသဖြင့်မုတ်ဆိုးမရဲ့ချီးရဲချဲ့ကိစ္စတွေကိုအသိစိတ်ပြီးမြင်ရင်ရှေ့ကြီးပြောနေကြတာသူတို့စီကကြားတဲ့အတိုင်းဆိုရင်တော့ဒီမုတ်ဆိုးမဟာအတော့ကိုစိတ်မစားစရာကောင်းမှုမော်ရင်နောက်ခဏကြာတော့သူတို့ဟာဝက်ပေါင်းချောင်းညက်ထားတဲ့အသားညက်ပေါင်းမှုတွေစားနေကြတယ်အဲဒီတော့မှပဲမုတ်ဆိုးမကကျွန်တော်ကိုလှည့်ကြည့်ပြီး မေဆွေကဘယ်သွားမှလဲလို့မိတယ်။ဘရက်ချင်ကိုပြန်မကျွန်တော်ကဖြေသည်။ခမားကိုကြည်ရတာလူစင်းတယောက်နဲ့တူတယ်။ဟုတ်ပါတယ်။ကျွန်တော်အားလက်ချင်ဖန်ပြခီးထွက်လာတာပါ။ခုပဲခလာလေ။ကျွန်တော်ချက်ချင်းဖြေမပေးဘူး။တကယ်လို့ကျွန်တော်နိုင်ငံကိုလက်မထင်မအောင်ပါတဲ့အတိုင်းဗီယင်နာကလာရာလို့ဖြေလိုက်ရင်သူတို့အနေနဲ့ကျွန်တော်ဗီယင်နာလူမျိုးစုစကားမပြောတတ်တာကိုသတိထားသွားမိနိုင်တယ်။ အဲ့လိုသတိထားမိသွားမယ်ဆိုရင်ဟင်နူဝါကလာတာကျွန်တော်ကဖြေလိုက်တယ်ကျွန်တော်အဲ့မှာနေတာအနည်း30ကျော်နေပြီဟင်နူဝါကဟုတ်လားဟိုခီးရအဝေးကြီးပဲဟုတ်တယ်တော့ဝေးတယ်ဒါပေမဲ့အပန်းဖြေခီးထွက်မယ်ဆိုရင်ဘသူမှကိုယ့်နဲ့မျက်နှာနာကိုမတော်ချင်ကြဘူးလေဒါလူတဘောပါပဲမဟုတ်ဆိုးကရေဟုတ်တယ်ဗျို့အဲ့ရတော့မမေး ရာသီဥကောင်းနေရလေခမရကန်ကောင်းခြင်းတမျိုးပဲကျွန်တော်ရှယ်အင်ကြီးကကျွန်တော်နောက်ကျမှကန်နေရသတိထားလိုက်မိရာသီဥကတော့ကောင်းပါရဲ့ဒါပေမဲ့နှွေးလေးကိုရောက်နေပြီလားလို့ထင်ရတယ်ပူလိုက်တာအလွန်ပဲသူတို့သုံးယောက်ကမိုးဆိုးမဖန်တာချောင်းကိုဆက်ပြောနေကြပြန်နေဘူရာသုံးလေးဘူရာတော့လွန်တော့သူတို့စဉ်းသွားကြတယ်ထိုင်ကုန်မှာကျွန်တော်တယောက်ထဲကြံနေမိရထဟာဥယောပတိုက်ထဲကအလှဆုံးဆိုတဲ့ တောဝိုင်းဒေသရှုမြောင်ကင်းတစ်ခုကိုကျော်ဖြတ်လာနေပြီဒါပေမဲ့ကျွန်တော်တိတ်မြန်မြန်ဆဆမကြည့်လိုက်ရဘူးကျွန်တော်စိတ်ထဲမှာဝန်နေချင်းကြောက်ရွံ့ထိတ်လန့်ခြင်းနဲ့အပြည့်ချင်းဆိုတဲ့ခံစားမှုတွေဝင်နေဒီခံစားမှုတွေဟာတီးမခံနိုင်လောက်အောင်ကိုပြင်းထန်နေငါဘောက်ကြောင့်နေဆက်ကိုကျော်ဖြတ်လာမိပါလေလို့စဉ်းစားရတယ်